ီတစ်ပတ်အတွက်တချိန်ကရုပ်ရှင်စီစဉ်နေရနေပြီးတော့ပြပြသွားပြီးမြင်ကားလေးရဲ့နာမည်ကတော့ဘဝတန်တရားဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဘဝတန်တရားဆိုတဲ့ဇာတ်ကားလေးကိုတော့ Driver ဥတုခကရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့အတန်ထွက်မြန်မာဇာတ်ကားကောင်းတကားပဲဖြစ်ပါတယ်။မြန်မာရုပ်ရှင်သမိုင်းမှာအောင်မြင်မှုရခဲ့တဲ့ဇာတ်ကားများစွာတွေကမှ တကားပါဝင်ပဲဖြစ်ပါတယ်။နှစ်ကုန်ပိုင်းရောက်မှသာယုံတင်ခဲ့တော်တဲ့1956ခုနှစ်အတွက် ဝင်းဝင်းအကောင်းဆုံးစကားတကားဖြစ်ခဲ့ပါတယ်။ဒါအပြင်ဒီစကားလေးကတော့မန္တလေးရုပ်ရှင်ကုမ္ပဏီရဲ့ပွဲဥထွက်စကားပဲဖြစ်ပါတယ်။ဒီစကားကို1955ခုနှစ်မှာဒရိုက်တာဦးသူခက စတင်ရိုက်ကူးခဲ့တာပါ။ဒါပေမဲ့ရိုက်ကူးတာတနည်းလောက်ကြာမြင့်ခဲ့ပါတယ်။ဒါကြောင့်မို့လို့ဘဝတန်တရာစကားကို1956ခုနှစ်ဒီဇင်ဘာလ14ရက်နေ့မှာရန်ကုန်မြို့ရွှေကုန်းဂလုံးနှင့်ကလတန်ရုပ်ရှင်ရုံများမှာ တပြိုင်တည်းယုံတင်ပြသခဲ့တာပဲဖြစ်ပါတယ်။အတန်ထွက်ဇကားများစွာတည်းကမှ ဝင်ငွေအကောင်းဆုံးစံချိန်ချိုးခဲ့တဲ့ဇကားပဲဖြစ်ပါတယ်။ဇကားယုံတင်ပြသရမှာဝင်ငွေ9,2569ကျပ်ရရှိခဲ့တဲ့အထိပရိသတ်များကယုံပြည့်ယုံရှမ်းတခင်းနဲ့အားပေးခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လဲဘဝတန်တရားဇကားကိုတရုတ်နိုင်ငံသို့တင်ပို့ပြသစီခဲ့ပါတယ်။အဲ့ဒီမှာလဲစတာနေပေါင်း3000ရရှိကြောင်းသိရှိရပါတယ်။ ဘဝတန်ရာဇက်ကာမှာတော့နမေကြီးတယောက်ဆောင်များဖြစ်ကြတယ်ဥစေယဒေါ်မေတ္တဥတုခတော်ချန်းစိန်တို့ကအဓိကပါဝင်တယောက်ဆောင်ခဲ့ကြပါတယ်ဒီဇက်ကာကတော့ပရိသတ်တွေရဲ့အားပေးမှုကိုရရှိခဲ့ရုံသာမကအကယ်ဒမီစုများစွာကိုလည်းစုခုခဲ့နိုင်ပါသေးတယ်ရရှိခဲ့တဲ့စုတစိတ်တွေကတော့1956မြမရုပ်ရှင်ထူးကျွန်းစုဒရိုက်တာ1956မြမရုပ်ရှင်ထူးကျွန်းစုဇက်ကာ 1956မြမရုပ်ရှင်ထူးချွန်စု အမျိုးသားပညာရှင်တို့ပဲဖြစ်ပါတယ်။ဘဝတန်မြတ်တချင်းကိုလေဥတုခကဖန်တီးရေးသားတည်ဆိုခဲ့ပြီးတော့မန္တလေးရုပ်ရှင်မှဥပသိမ်းမှတန်စင်ထည့်ခဲ့တဲ့ဘဝတန်မြတ်ဇမွင်တီကလည်းယနေ့တိုင်လူကြိုက်များစေဖြစ်ပါတယ်။ဒါ့အပြင်ဒီဘဝတန်မြတ်ရုပ်ရှင်ရဲ့ဇမွင်ကန်တစ်ခုမှပါဝင်ခဲ့တဲ့တာစင်းနဲ့ရွှေညောင်ကြားတရားဆိုရင်လေဘဝတန်မြတ်တရားဆိုပြီးတော့အမိတွင်ခဲ့ပါသေးတယ်။ တာစီညောင်ရွှေအကြားမှာတံတားအစင်ပေါင်း400ကျော်ရှိပြီးဘဝတန်တရာတံတားကတော့တံတားအမှတ်382ဖြစ်ပါတယ်။တံတားအမြင့်မှာ62ပေမြင့်ပြီးအရှိပေးနေရရှိပါတယ်။ဒါပေမဲ့ဒီတံတားကို1928ခုနှစ်ကတည်းကတည်ဆောက်ခဲ့တာဖြစ်လို့ယခုဆိုနှစ်ပေါင်း90ကျော်ပြီပဲဖြစ်ပါတယ်။1956ခုနှစ်ရောက်မှသာဒီတံတားကအမိရသွားခဲ့တာပဲဖြစ်ပါတယ်။ ။အဆိုပါတရားကတော့အထက်ဟဲဟိုးတို့တက်ရနိုင် ခရုပတ်စဝိုင်းတံအတက်အစင်းများလာဖြင့်မောင်းနေရတာကြောင့်အနေအမြင်အကွိအကောက်အတက်အစင်းများလာတာကြောင့်လူဘဝနဲ့နှိုင်းရှင်ပြီးတော့ဒရိုက်တာဆရာကြီးဥတုခကဘဝတန်တရာရုပ်ရှင်ကားအတွက်အဓိကဇက်ဝင်ခန်းဖြစ်ချိန်ကူးခဲ့ရမှာဘဝတန်တရာတရားဟုအမိတွင်ငင်ချင်းဖြစ်ပါတယ်။မင်းသားကြီးဦးစီယာမင်းသမီးကြီးဒေါ်မီတစ်တို့ရဲ့ဘဝတန်တရာဇက်ကားနဲ့လိုက်ဖက်တဲ့တခြင်းစာသားဖြစ်တဲ့ ဘဝတန်တရာမနေမနာတသားရဲသွားကြရှာခီးပန်းနိုင်မရမချင်းတယောက်စင်တယောက်တက်ဆက်လက်ထွက်ခွာမှာဆိုတဲ့စာပိုက်ကြောင့်တရားအမှန်382နန်းနွတ်ချောင်းတရားကလည်းမူလအမိကွဲပြောက်သွားပြီးတော့ယနေ့ထိဘဝတန်တရာတရားဟုခေါ်ဆိုကြပါတော့တယ်ပြည်တွင်ပြည်ပခီးသွားများလိလာစရာနေရာတစ်ခုဖြစ်လေတရှိနေပါတယ်မြန်မာနိုင်ငံမှာသမိုင်းဝင်နမည်ကျော်ကြားတဲ့တရားများမှာဂုတ်တိတရားနဲ့ ဘဝတန်တရားတရားဆိုပြီးလှရောက်သူများအမတ်တရားတပုံရိုက်နေကြသည်ဖြစ်ပါတော့လေရှင်။